ဗုဒ္ဓဟူးနေ့အာယုံဟူးချိန်မှာအစ္စရေးပြည်သူအများစုအိပ်ပျော်နေသေးဖြစ်ပေမဲ့ Tel Aviv, Haifa နဲ့ Natana တို့မှာလေကြောင်းရန်ကာကွယ်ရေးအုပ်ဩတံတွေရုတ်တရက်ကျဲလောင်သွားမြည်ဟင်းလာခဲ့ပါတယ်။ Iran ပိုင်းကနေပယ်ထိန်ထုတ်ကြီး25စင်းကိုတပြိုင်တည်းဆိုသလိုမိနစ်ပိုင်းအတွင်းနှစ်ကြိမ်ခွဲပြီးပြစ်လွတ်ခဲ့ကာအစ္စရေးရှိအရသာစင်တာတွေနဲ့မဟာဗျူဟာမြောက်အခြေခံအဆောက်အုံတွေကိုပစ်မှတ်ထားခဲ့ပါတယ်။ A3 Iron Dome နဲ့ David Sling ကာကွယ်ရေးစနစ်တွေကဒုံးကျည်အာလုံးနီးပါးကိုဂျားဖြတ်ဖြတ်စည်းနိုင်ခဲ့ပေမဲ့ ကောင်းကင်ရံကပောက်ကွဲတံတွေနဲ့အလင်းတန်းတွေကပဲပြည်သူတွေကိုထိတ်လန့်တုန်လှုပ်စွာနှိုးထစေခဲ့ပါတယ်။ဆယ်စုနှစ်နီးပါးအတွင်းပထမဆုံးအကြိမ်ဖြစ်အီရန်က6လနဲ့အနေနဲ့ဒုံးကျည်အများပြားကိုပစ်လွတ်ခဲ့ပေမဲ့တကယ်တမ်းမှာတော့တိုက်ခိုက်မှုကြောင့်ထိခိုက်သေးဆုံးမှုတစုံတရာမရှိပဲအစ္စရေးရဲ့ကာဝေးစနစ်ကဘလောက်ထိတိကျသလဲဆိုတာကိုပုံမိုထင်ရှားစေခဲ့ပါတယ်။ဒါပေမဲ့လည်းစိတ်ပိုင်းဆိုင်ရာအရတော့အီရန်ကအစ္စရေးပြည်သူတွေကိုအိတ်မပြောဖြစ်စေခဲ့ပြီးပင်လယ်ကွေ့စစ်ပွဲခေတ်ကဒုံးကျည်အရေးခင်းရဲ့အကြောင်းအရာတွေကိုပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီညမှာပဲကဘာကြီးကတဲလ်အဗစ်ဘလို့တုံ့ပြန်မလဲလို့ခံမှန်းနေချိန်မှာတီဟီရန်ကောင်းကင်မှာရုတ်တရက်ပြင်းထန်တဲ့ပောက်ကွဲသံတွေနဲ့လင်းထိန်သွားခဲ့ပါတယ်။အဲ့ဒီညဘက်မှာပဲအီမာဟူစိန်တက်ကတို့အေရီယာကနေမီးခိုးတွေထွက်ပေါ်နေတာကိုမြင်တွေ့ရပြီးတော့ဒီနေရာဟာရှီရာ့စ်ကာရတ်မှာရှိတဲ့ IRGC Iran Dollar ရေးအဆောင်တက်ဖွဲ့ရဲ့အဓိကသုတေသနနဲ့စစ်ဘက်ကိုယ်ကဲရေးစင်တာဖြစ်တယ်လို့ယူဆရပါတယ်။ဒုံးကြီးဆက်ယုံနဲ့ KMB ကြောက်တွေကနေမီးတောက်ကြီးတွေထွက်ပေါ်ခဲ့တာက ဒါဟာရိုးရှင်းတဲ့လက်တုံပြန်တိုက်ခိုက်မှုမဟုတ်တော့ဘဲအီရန်ရဲ့စစ်ရေးအခြေခံအဆောက်အုံတွေကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့စစ်စင်ရေးတစ်ခုရဲ့အစဖြစ်ကြောင်းပြသနေပါတယ်။ဒီမနက်အစောပိုင်းမှာတော့ Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ပြောရေးဆိုခွင့်ရှိသူက Israel ဟာ Operation Rising Lion ရဲ့အစစ်နှစ်ကိုစတင်လိုက်ပြီလို့တရားဝင်ကြေညာခဲ့ပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေစစ်ဘက်ကိုယ်ကျေးရေးစင်တာတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးဌာနတွေကိုပိတ်မှတ်ထားတဲ့အလွှာပေါင်းစုံထိုးစစ်တစ်ခုပဲဖြစ်ပါတယ်။ပြောရေးဆိုခွင့်ရှိသူက ကျွန်တော်တို့ကကာကွယ်ရုံနဲ့မကပါဘူးဒေတာတစ်ခုလုံးရဲ့နေမြေကိုပါပြန်လဲထိန်းချုပ်နေတာပါလို့အလေးပေးပြောကြားခဲ့ပါတယ်ဒီဖြစ်ရပ်ကစည်ရေးလက်တုံပြန်မှုတသက်မဟုတ်ပဲပြင်းထန်တဲ့ပထဝီနိုင်ငံရေးရှေ့တန်းတစ်ခုကိုပါဖွင့်လှစ်လိုက်ပါတယ်အမေရိကန်သမ္မတကအစ္စရေးဝန်ကြီးချုပ်နဲ့အရေးပေါ်ဖုန်းခေါ်ဆိုပြီးအပြည့်အဝထောက်ခံကြောင်းပြန်လဲအတည်ပြုခဲ့ပါတယ်အင်ဖြူရာကနေတွယ်ဝိုက်တဲ့အကြောင်းအရာတစ်ခုပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒါကတော့တီဟီရန်အနေနဲ့နျူကလ িয়ার စီစဉ်ကိုအပီးတန်ရပ်တန့်ခြင်းမရှိသူရဲ့အပြစ်ခက်ရက်စဲမှာမဟုတ်ဘူးဆိုတာပါပဲ။တစ်ချိန်တည်းနီးပါးမှာပဲထောက်လန်းရေးသတင်းတွေရ B2 Sabre, F22 Raptor, F35 နဲ့ KC46 C ဖြစ်လေယာဉ်တွေပါဝင်တဲ့ American လေတပ်အုပ်စုတွေဟာ Diego Garcia ကျွန်းကနေထွက်ခွာပြီး Iran တောင်ပိုင်းလေပိုင်းတစ်ထပ်ကိုဝင်ရောက်နေပြီလို့သိရပါတယ်။ဒေါ်လာ15သန်းနဲ့ GBU 57 Banga Booster မြေောက်ခံတိုက်ဖြတ်ပုံကြီးတွေကိုတင်ဆောင်ထားတဲ့ပုံကြိတ်လေယာဉ်တွေစတင်ထွက်ခွာလာတာဆိုရင်အပျော်သက်သက်ပြန်တန်းနေတာတော့မဟုတ်ပါဘူး။ Tehran မြို့ဟာထိတ်လန့်နေရပါတယ်။ခရိုင်78စည်ရဲတုတေသနဌာနက အများပြားရှိတဲ့နေရာရဲ့အနောက်မြောက်တကဝတွေကနေဆင့်မြို့ရဲကနေထွက်ခွာဖို့လူတွေပြုံတိုးနေကြပါတယ် IDF ကမနက်ပိုင်းမှာရွှေပြောင်းရေးသတိပေးချက်ထုတ်ပြန်ခဲ့တာကတိုက်ခိုက်မှုတော့မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာရဓာတ်ရိုက်ထိုးနှက်မှုတစ်ခုပဲအဖြစ်ဖြစ်ပါတယ် Israel ကဒီလောက်ထိတောင်ထင်းချုံနိုင်သွန်းမြင့်မားနေခဲ့ပြီးတော့ပြစ်မှတ်ကကြိုသိနေရင်တော့အချိန်မီတိုက်ခိုက်နိုင်သေးပါပဲ24နာရီအတွင်းမှာ Israel ဟာကာကွယ်ရေးအနေထားကနေ Iran လေပိုင်းနိုင်ကိုထိန်းချုပ်တဲ့အနေထားကိုပြောင်းလဲသွားပြီး Iran ကိုစစ်ရေးရောနိုင်ငံရေးကြပါ မဟာပြူဟာမြောက်ခုခံရေးအနေထားစီတွန်းပို့ခဲ့ပါတယ်။စစ်ပွဲကိုတရားဝင်မကြေညာသေးပေမဲ့အရှိအလယ်ပိုင်းတစ်ခုလုံးဟာစစ်ပွဲအခြေအနေကိုရောက်နေပါပြီ။အဲ့ဒီညကပြစ်လွတ်ခဲ့တဲ့ဒုံးကြီးတွေဟာလေကြောင်းတိုက်ခိုက်မှုတွေရဲ့အဆကိုပြသရုံနဲ့မကဘဲ Israel Iran ထိတိုက်ရင်ဆိုင်မှုရဲ့အခန်းအသစ်တစ်ခုကိုတရားဝင်ဖွင့်လှစ်လိုက်တာပါပဲ။ဒီအခန်းအသစ်မှာဤပညာဆွမ်းအားထောက်လန်းရင်းနဲ့မဟာပြူဟာမြောက်ဟန်တားနိုင်စွမ်းတွေကရလက်ကိုဆုံးဖြတ်ပေးသွားမှာပါ။တီဟီရန်ကိုတိုက်ခိုက်ပြီးတဲ့ညကစလို့6ရက်ဆက်တိုက်အီရန်ကောင်းကင်ရဟာငြိမ်းချမ်းခြင်းမရှိတော့ပါဘူး။ အရှိတ်ကမတ်ရှတ်ကနေနာဒန့်စ်အစ်ဖာဟန်နဲ့ရှီရတ်စ်အထိအစ္စရေးလက်တပ်ကတိကျပြတ်သားသွားတဲ့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ဒါဟာလက်တုံပြန်တိုက်ခိုက်မှုတသက်မဟုတ်တော့ဘဲအီရန်ရဲ့စစ်ပွဲဝင်နိုင်စွမ်းအားလုံးကိုချိနဲ့စေဖို့ရည်ရွယ်တဲ့စစ်စင်ရေးတစ်ခုပဲဖြစ်ပါတယ်။ Hamas UAV မောင်းသူမဲ့လေယာဉ်တွေနဲ့ပူးပေါင်းလှုံ့ဆော်နေတဲ့ F-35I Adderall တိုက်လေယာဉ်တွေဟာအီရန်ရဲ့စင်စက်မပြတ်စောင့်ကြည့်နေပြီးတော့အီရန်အစိုးရကိုအကြောက်တရားတွေဖန်တီးပေးနေပါတယ်။ဒါတွေကပျက်စီးဆုံးရှုံးမှုတွေကို ထောက်လန့်အကဲဖြတ်လမ်းညွန်ပေးုံသာမကအရေးကြီးဆုံးကတော့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုလည်းတက်ရောက်စေတာပါ IRGC တွေဟာသူတို့ရဲ့စစ်အခြေဆိုင်စခန်းတွေစောင့်ကြည့်ခံနေရလားသူတို့ရဲ့ခရမ်းတွေဆက်လက်လုပ်ငန်းလေပတ်နေသေးလားဒါမှမဟုတ်သူတို့ရဲ့ဆက်သွယ်ရေးစင်တာတွေတဝက်တစ်ပြက်ပျက်စီးသွားပြီလားဆိုတာမသေးကြမရေရာ ဖြစ်နေရပါပြီဒီလိုစိတ်မလုံခြုံမှုကပဲသူတို့ရဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းကိုပိတ်ဆို့ထားတာပါဒါဟာတိုက်ရိုက်တိုက်ပွဲဝင်စရာမလိုပဲပြိုင်ဘက်ကိုအသက်ရှူကြစေတဲ့အောင်ပွဲမျိုးပါပဲ အီရန်ပြည်တွင်းမှာတော့တင်းမာမှုတွေကပြင်းထန်တဲ့အခြေအနေကိုရောက်နေပါပြီ။အသက်86နှစ်အရွယ်အီရန်ဘာသာရေးကောင်းဆောင်ကြီးအလီခါမီနီဟာပထမဆုံးအကြိမ်ဖြစ်မြေအောက်ကိုဆုတ်ခွာသွားခဲ့ပြီးအမိန်ပေးကုန်ကဲမှုတွေကို IRGC စစ်ကောင်စီလက်ထက်ကိုလွှဲပြောင်းပေးခဲ့ပါတယ်။နိုင်ငံတော်ကောင်းဆောင်မှုရန်ရဟာလည်းကွဲပြားနေပါတယ်။အီရန်ဆိုရမှာတော့အဖွဲ့နှစ်ဖွဲ့ကွဲနေပြီးတော့တဖွဲ့ကရတ္တိချက်ခိုင်ခိုင်မာမာနဲ့ဒုံးကြီးတွေပြစ်ချင်းချောင်းမှုတွေလောက်ကစစ်ပွဲနယ်နေမိတ်မှာစော့ကစားကျင်နေပေမဲ့နောက်တဖွဲ့ကတော့စီးပွားရေးနဲ့တန်တမာရေးရာအကြံပေးတွေပါဝင်ပြီး ဋိပက္ခတွေရတတပတ်အနေငယ်ထက်ကြလာရင်အီရန်စီးပွားရေးလုံးဝပြိုလဲသွားနိုင်တယ်ဆိုတာရှင်းရှင်းလင်းလင်းနားလည်နေတာကြောင့်ညှိနှိုင်းရေးစပွဲမှာပြန်ထိုင်ကျင်နေကြပါတယ်နောက်ကွယ်မှာတော့ဥရောပနဲ့အမေရိကန်တန်တမန်တွေပါဝင်ပြီးအိုမန်ကဂျောင်းဝင်ဖြန့်ပြေသူဖြစ်လို့ဆောင်ကအပြစ်ခတ်ရစရေးစီမံကိန်းတစ်ခုကိုလျှို့ဝှက်စွာရေးဆွဲခဲ့ပါတယ်ဒီမူကြမ်းမှာအဆင့်နှစ်ဆင့်ပါဝင်ပါတယ်ပထမအဆင့်ကတော့ရက်60ယာယီသဘောတူညီချက်ဖြစ်ပါတယ်အီရန်ကယူရေနီယံကျွဲဝအောင်ပြုလုပ်ခြင်းလုပ်ငန်းအလုံးကိုရပ်တန့်မှာဖြစ်ပြီး IAEA အပြည်ပြည်ဆိုင်ရာအမှုမြွှန်းရင်အေဂျင်စီစစ်ဆေးရေးမှုတွေကိုပြန်လာခွင့်ပြုမှာပါဒုတိယအဆင့်ကတော့ရေရှည်သဘောတူညီချက်ဖြစ်ပြီးအီရန်ကဟစ်ဘိုလာဟူသီနဲ့အီရန်နဲ့ဆီးရီးယားကသူတို့ရဲ့ကိုယ်စားလှယ်အဖွဲ့အစည်းတွေကိုပံ့ပိုးမှုတွေကိုရပ်တန့်ရမှာဖြစ်ပြီးဒါရဲ့အလဲအလှယ်အနေနဲ့ငွေကြေးပိတ်ဆို့မှုတွေကိုတဖြည်းဖြည်းရုပ်သိမ်းပေးသွားမှာပါဒါပေမဲ့လည်းတီဟီရန်ကအချိန်ဆွဲတာတုံ့ပြန်မှုနှောင့်နေတာဒါမှမဟုတ်တံပြန်အခြေအနေတွေချမှတ်တာမျိုးတွေလုပ်ပြီးအီလေးဆွဲနေတာကြောင့်အစ္စရေးကချက်ချင်းမဟာဗျူဟာမြောက်တံပြန်တိုက်ခိုက်မှုကိုလှုံ့ဆော်ခဲ့ပါတယ် Hamas UAV တစ်စင်းက Ifahan လေးပိုင်းတစ်ထည့်ကိုထိုးဖောက်ဝင်ရောက်ပြီးတိကျတဲ့ဒုံးကျည်တွေကိုဇက်တိုက်ပစ်ထုတ်က IRGC စစ်ပတ် data center ကိုပိတ်မှတ်ထားခဲ့ပြီးစက္ကန့်30တွေအတွင်းမှာ hard drive တွေနဲ့ server အများပြားကိုဖျက်ဆီးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Patty Shrine Sabre လို့ယူဆရတဲ့ hacker အဖွဲ့တစ်ဖွဲ့က Iran ရဲ့အကြီးဆုံး ban snake ကိုလုံးဝပိတ်ဆို့လိုက်ပြီး24နာရီကြာ ATM ငွေထုတ်ယူမှုအလုံးကိုလုံးဝရပ်တန့်သွားစေခဲ့တာကြောင့်ထိတ်လန့်တုန်လှုပ်ပြီးငွေသားထုတ်ယူမှုတွေအပြင်းထန်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကအခြေခံအဆောက်အုံကိုပြစ်မှတ်ထားရုံနဲ့မကဘဲပြည်သူတွေရဲ့ယုံကြည်မှုကိုပါထိခိုက်စေခဲ့ပါတယ်။ပြည်သူတွေကအလုံးမလုံးတော့တဲ့ ATM ဆက်တွေရဲ့ရှေ့မှာတန်းစီနေရပြီးလုပ်ငန်းတွေကလည်းသူတို့ရဲ့ data တွေကုန်နံပါတ်တွေနဲ့ကုတ်ဝတ်ခံထားရလို့အယောင်ဝယ်လုပ်လို့မရတဲ့အခါအီရန်ရဲ့လက်နက်တိုက်ကဘလောက်ပဲကောင်းမွန်နေပါသေး။အတွင်းကနေပြိုလဲနေတဲ့လူအဖွဲ့စီကိုထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။တချိန်တည်းမှာပဲဝါရှင်တန်မှာတော့ပင်တဂွန်က F22 နဲ့ F15E Strike Eagle တိုက်တဲ့ရင်တပ်ခွဲအပိုတခုကိုဂျော်ဒန်နဲ့ကာတာနိုင်ငံက LUD latest scan ကိုကြိုတင်ဖြန့်ကျက်ထားခဲ့ပါတယ်။ဒါကအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေမှာဓာတ်ရိုက်ဝင်ရောက်မှာမဟုတ်ပေမဲ့မဟာမိတ်တပ်ဖွဲ့တွေကိုအီရန်ကပြန်လည်လက်တုံပြန်တိုက်ခိုက်လာတာကိုတားဆီးဖို့အသင့်ရှိနေကြောင်းရှင်းရှင်းလင်းလင်းပြသလိုက်တာပဲဖြစ်ပါတယ်။ဒါကအစ္စရေးအနေနဲ့သူ့ရဲ့လှုပ်ဆောင်မှုတွေကိုဆက်လုပ်နိုင်တယ်ဆိုတော့ရှင်းလင်းတဲ့အချက်ပြမှုတစ်ခုပဲဖြစ်ပါတယ်။နိုင်ငံတကာသတင်းဌာနတွေကဒီအခြေအနေကိုမဟာဗျူဟာမြောက်ပင်စာလှုပ်ရှားမှုလို့ဖော်ပြနေပါတယ်။ဆိုလိုတာကတော့အစ္စရေးလက်ထက်ကအီရန်ကို၄ဘတ်၄တန်ပိတ်ဆို့ထားလိုက်ပြီဖြစ်ပြီး အီရန်နေနဲ့ကတော့အင်အားနေနေတဲ့အခြေအနေကနေညှိနှိုင်းမလားဒါမှမဟုတ်ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလှိုင်းကိုပဲရင်ဆိုင်မလားဆိုတာရွေးချယ်ရတော့မယ်ဆိုတာပါပဲ6ရက်မြောက်နေ့ကုန်တဲ့အခါမှာတော့အီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အုံ40ကျော်လက်နက်တူလောင်ယုံတွေရေဒါစကန်တွေနဲ့စစ်တပ်ရဲ့စကန်တွေလုံးဝဒါမှမဟုတ်တစိ့တစ်ပိုင်းပြက်စီးသွားခဲ့ပါပြီအီရန်ရဲ့ကိုကဲထိန်ချုပ်နိုင်စရာ60ရာခိုင်နှုန်းလောက်ထိဆိုးဆိုးရွားရွားရောကျသွားပြီလို့ကျွမ်းကျင်သူတွေကခန့်မှန်းကြပါတယ် ညှိနှိုင်းမှုကလည်းရလဒ်မထွက်ဘူးဆိုရင်နောက်တစ်ဆင့်မှာနျူကလ িয়ার ခြေကံအဆောက်အုံတွေကိုတိုက်ခိုက်တာမျိုးဖြစ်လာနိုင်တယ်လို့လည်းစစ်ဘက်ကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဇွန်လ18ရက်မနက်3:30မိနစ်မှာအစ္စရေးကအီရန်လယ်ပိုင်းက Ifahan latest scan ကိုလေကြောင်းကနေဝင်တိုက်ခဲ့ပါတယ်။ဒီ scan မှာအီရန်ရဲ့ AH-1 Cobra တိုက်ခိုက်ရေးရဟန်းယာဉ်တွေအခြေစိုက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ F-35I တိုက်လေယာဉ်နှစ်စင်းကအနိုင်ပြန်တန်းကလမ်းရှင်းပေးခဲ့ပြီး Delacroix ဒုံးကျည်တွေတင်ဆောင်ထားတဲ့ F-16 ဂျက်လေယာဉ်တွေကတော့ အီရန်ရဲ့ H1 Cobra ရဟတ်ယာဉ်၅သည်ခဲယမ်းတူလောင်ယုံနဲ့ဆင်းသက်တဲ့နေရာတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အီရန်ရဲ့ S300 လေကြောင်းကာကွယ်ရေးရေဒါကအချက်ပြခဲ့ပေမဲ့နောက်ကျသွားပါပြီ။ F35 Iron Radar ဆက်ကိုချက်ချင်းဖျက်ဆီးခဲ့ပြီး F16 ဂျက်လီယုံတွေက Delex ဒုံးကြီး၄စင်းကိုတပြိုင်တည်းပြစ်လွတ် ကာပိတ်မှတ်တွေကိုတိတိကျကျဖျက်ဆီးခဲ့တာပါ။စက္ကန့်၄၀မပြည့်ခင်မှာပဲရဟတ်ယာဉ်၅စီးနဲ့ခဲယမ်းတူလောင်ယုံပောက်ွဲပြီးမီးတောက်ကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။ အီရန်ရဟန်တပ်ဖွဲ့ဟာပြန်တက်ဖို့ခွင့်ရအောင်မရပဲလုံးဝပျက်စီးသွားခဲ့ပါတယ်။ဒီစစ်စင်ရေးတစ်ခုလုံးကိုမောင်းသူမဲ့လေရင်တစ်စင်းကမှတ်တမ်းတင်ထားပါတယ်။အစ္စရေးကာကွယ်ဝန်ကြီးဌာနပြောဝင်ပြောရေးဆိုခွင့်ရှိသူကအီရန်တဲကိုစစ်တရေဆီလွှတ်စရာမလိုပါဘူး။လေရင်မှု၁၂ယောက်၊လေရင်၆စီးနဲ့စစ်စင်ရေးကိုကဲရေးစင်တာတစ်ခုလုံးကိုဖြိုချဖို့ဖြိုချဖို့လုံလောက်ပါတယ်လို့ပြောခဲ့ပါတယ်။အဖိုင်အတိုက်ခိုက်မှုဟာအစ္စရေးရဲ့စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးရဲ့တစိမ့်တစ်ပိုင်းပါပဲ။ဒီတိုက်ခိုက်မှုက IRGC ကိုထိတ်လန့်တုံ့လောက်စေပြီးစိတ်တက်ကြသည်ကိုရည်ရွယ်ခဲ့ပါတယ်။ ဒီသတင်းတွေပြန့်ထန့်ပြီးနောက် Israel ကာကွယ်ရေးကဏ္ဍ Stock Share တွေတက်လာခဲ့ပြီးကမ္ဘာ့ရေနံစင်းလုံးတွေလည်းချက်ချင်းမြင့်တက်ခဲ့ပါတယ်။အနောက်နိုင်ငံအစိုးရချို့ကလည်းသူတို့နိုင်ငံသားတွေကို82နှစ်အတွင်းအီရန်ကနေထွက်ခွာဖို့တတိပေးခဲ့တာကြောင့်နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီဟီရန်မနက်2နာရီမှာ Israel F 15 IJ လေယာဉ်တွေဟာအလုံနိုင်တဲ့အမြင့်ကနေတီဟီရန်မြို့တော်ကိုတိုက်ရိုက်တိုက်ခိုက်ခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲပောက်ကွဲမှုတွေဟာအီရန်မြို့တော်တစ်ခုလုံးကိုလှုပ်ခါသွားခဲ့ပါတယ်။စစ်အခြေစိုက်စခန်းတွေ၊လေကြောင်းကာကွယ်ရေးရေဒါတွေနဲ့ Islamic Revolutionary Guard Corps IRGC အဆောက်အုံတွေပါပြက်စီးခဲ့ပါတယ်။ဒီလိုမကြုံစဖူးတဲ့လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးကရှင်းလင်းတဲ့လက္ခဏာတစ်ခုပါပဲ။ Israel ဟာ Iran မှာပြည်စုံစွာလိုက်လံထိုးစစ်ဆင်တဲ့အဆင့်ကိုတရဝင်းရောက်လာပါပြီ။နိုင်အိနိုင်ငံတွင်းမှာပဲစစ်ဘက်ပြစ်မှတ်တရားကြောဖျက်ဆီးခံခဲ့ရပြီး Iran ရဲ့လက်တုံပြန်မှုပြင်ဆင်ထားတဲ့အကွာဝေးရှိဒုံးကျည် unit တွေကိုမပစ်လွတ်ခင်မှာပဲခြေမုံနိုင်ခဲ့ပါတယ်။ Iran ရဲ့ဒုံးကျည်ပြစ်လွတ်နိုင်စွမ်းစုစုပေါင်းရဲ့၃ဘုံ၃ဘုံကြောင့်ကိုပြက်စီးစေခဲ့တာပါ။ တီဟီရန်ရဲ့လေကြောင်းကာဝေးစနစ်ဟာလုံးဝအလုံးမလုပ်တော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။နာတန်၊ကွန်နဲ့ရှီရတ်စ်လိုနေရာချို့မှာတော့ရေဒါကစက္ကန့်အနည်းငယ်ပဲအလုပ်လုပ်ပြီးဖြတ်စည်းခံလိုက်ရပါတယ်။အစ္စရေးလေယာဉ်တွေဟာအီရန်လေပိုင်းတစ်ထက်မှာဒီလောက်လွတ်လွတ်လပ်လပ်ပြန်တန်းနိုင်ခဲ့တာမျိုးကဘယ်တော့မှမရှိခဲ့ဘူးပါဘူး။တီဟီရန်တို့ခွင်မှာထိတ်လန့်တုံ့လုံမှုတွေဖြစ်ပေါ်ခဲ့ပြီးမြို့တော်ကနေထွက်ပြေးတဲ့လူသန်းပေါင်းများစွာဟာအဝေးပြေးလက်မကြီးတွေမှာအလွန်အမင်းရှုပ်ထွေးခဲ့ပါတယ်။အီရန်ဆိုရကလူအများပြားထွက်ပြေးတာကိုရပ်တန့်မှုအတွက် တီဟီရန်ကွန်အဝေးပြေးလက်မကြီးကိုချက်ချင်းပိတ်ပစ်ခဲ့ပါတယ်။နိုင်ငံပိုင်ရုပ်မြင်သံကြားထုတ်လွှင့်ရုံတွေဟာလည်းဗုဒ္ဓထိမှန်ခဲ့တာကြောင့်သူတို့ရဲ့ထုတ်လွှင့်မှုတွေကိုရပ်တန့်ခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာဖျက်ဆီးနိုင်သွမ်းရှိတဲ့စစ်ရေးတိုက်ခိုက်မှုတစ်ခုသာမကဘဲအစွမ်းထက်တဲ့စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒါရိုက်ပဋိပက္ခစတင်ဖြစ်ပွားပြီး9ရက်မပြည့်ခင်မှာအစ္စရေးလေတပ်ဟာအီရန်ပြည်သူတွေရဲ့နှလုံးသားတဲ့အထိအကြောက်တရားကိုဆွဲခေါ်လာခဲ့တာပါ။အစ္စရေးရဲ့လှုပ်ရှားမှုတွေကြောင့်အီရန်မှာမကြုံဘူးတဲ့အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်။82နှစ်အတွင်းအီရန်ဗိုလ်ချုပ်20ကျော်နဲ့ ထောက်လှမ်းရေးကောင်းဆောင်တွေတည်ဆုံခဲ့ရတယ်။အီရန်စစ်တပ်ရဲ့ဒုတိယအာဏာရှိဆုံးဖြစ်တဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်အလီရှတ်မာနီဆိုရင်လည်းသူ့ရဲ့ကိုယ်ကယ်ရေးစင်တာနဲ့အတူလေကြောင်းတိုက်ခိုက်မှုမှာကြာဆုံးခဲ့ရပါတယ်။2022ခုနှစ်ကစပြီး IRGC ထောက်လှမ်းရေးအကြီးအကဲမိုဟာမက် ကာဇာမီနဲ့ Quad Force တပ်မှုတွေပါတည်ဆုံစင်ရင်လည်းပါသွားပါတယ်။ဒီတိုက်ခိုက်မှုတွေကမော့ဆက်ရဲ့ထောက်လှမ်းရေးအချက်လက်တွေနဲ့တိကျသွားလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အီရန်စစ်ဘက်ရဲ့ထိပ်ပိုင်းအထိကိုထိုးဖောက်နိုင်ခဲ့ပါတယ်။ အီရန်ရဲ့စစ်ပွဲညှိနှိုင်းမှုစနစ်တွေလုံးဝပြိုလဲသွားပြီးအမိန့်ပေးမဲ့သူတောင်မရှိတော့ပါဘူး။အစ္စရေးဘက်ကပြောတာကတော့အီရန်ကဒုံးကျည်တထောင်ပြစ်ဖို့စီစဉ်ထားတာခလုံးနှိမ့်မဲ့သူမရှိတော့လို့ပြတ်သွားပါပြီ။ဒါဟာစစ်ရေးတိုက်ခိုက်ရုံနဲ့မကဘဲကောင်းကြီးပိုင်းတွေကိုအရင်ဆုံးတိုက်ရိုက်ရှင်းထုတ်တဲ့အဓိကမဟာဗျူဟာပါပဲ။တစ်ချိန်တည်းမှာပဲအီရန်မှာထောက်လန်းရေးဌာနတွေစိုက်ဘာလုံခြုံရေးဝန်ထမ်းတွေပါယာရူးကနေဖယ်ရှားခံခဲ့ရပါတယ်။ IRGC နဲ့ပတ်သက်တဲ့စီပါဘန်ကိုစိုက်ဘာတိုက်ခိုက်လို့ငွေကြေးစနစ်လျှက်စစ်စနစ်တွေပါပြတ်သွားခဲ့ပါတယ်။ ဒီလိုရှုပ်ထွေးနေတဲ့အချိန်မှာအမေရိကန်ကလည်းတိတ်တဆိတ်စစ်ပြင်ဆင်မှုတွေလုပ်နေပါပြီဂျိုရူပုံတွေရ KC135C ဖြစ်လျင်တွေ F22 နဲ့ F35A ဂျက်လျင်တွေကို ပင်လယ်ကွေ့ဒေသစစ်စခန်းတွေစီပို့နေပါတယ်အိန္ဒိယသမုဒ္ဒရာတွေက Diego Garcia ကျွန်းမှာ B52 နဲ့ B2 ဘုံးဂျက်လျင်တွေကိုလည်းချက်ချင်းပြန်တက်ဖို့အသင့်ပြင်ထားပါတယ် GBU57 Banga Booster ဘုံးတွေတောင် အသင့်ဖြစ်နေပါပြီတဲ့ Tamara Trunk ကတော့အပြစ်ခတ်ရစရေးမလိုခြင်းဘူး အီရန်ကအကျွမ်းမဲ့လက်နက်ချတာကိုပဲလိုချင်တယ်လို့ပြက်ပြက်သားသားပြောထားပါဗျ။သူကာကွယ်ရေးဝန်ကြီးကလည်းအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုရပ်တန့်ရုံနဲ့မကဘဲလုံးဝဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားတယ်လို့အတည်ပြုခဲ့ပါဗျ။ Israel စစ်ဘက်ကျွမ်းကျင်သူတွေခံမှန်းတာကတော့အီရန်ရဲ့နျူကလ িয়ার စက်ရုံ၄ခုကို GPU 57ဘုံးနဲ့ဆို24နာရီကနေ48နာရီအတွင်းဖျက်ပစ်နိုင်ပါတယ်တဲ့။ Israel ကအမေရိကန်ကိုဝင်ရောက်ကူညီဖို့ဇက်တိုက်တိုက်တွန်းနေတာကိုတွေ့ရပြီးနှစ်နိုင်ငံထောက်လန်းရေးတွေကအချက်လက်တွေဖလှယ်နေပါဗျ။ ်အမေရိကန်ဂျေတက်ကအီရန်ဒရုန်း၃၀ကျော်ကိုကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့စိုက်ဘာတိုက်ခိုက်မှုတွေမှာလည်းပါဝင်ခဲ့တယ်လို့ယူဆရပါတယ်။အီရန်ဘက်ကပြစ်ခတ်ရစိုက်ဖို့တောင်းဆိုပေမဲ့အစ္စရေးကတော့ဘုံကျဲနေတော့မအားတာကြောင့်ဆွေးနွေးမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။ဝါရှင်တန်မှာသမ္မတထရန့်ဟာနျူကလ িয়ার စွမ်းရည်တွေကိုနိုင်ငံပိုင်းတွင်ဖျက်ဆီးမလား။ဒါမှမဟုတ်အစ္စရေးကိုပဲကင်တွယ်ခိုင်းမလားဆိုတဲ့တမိုင်းဝင်ရွေးချယ်မှုကြီးကိုရင်ဆိုင်နေရပါတယ်။ B2 ဒါမှမဟုတ် B52 ဘုံတလုံးနဲ့ Fordo Nuclear စစ်ရုံကိုတိုက်ခိုက်လိုက်ရင် အီရန်ရဲ့အနုမြူဘုံအိမ်ဘက်အပီးတိုင်ခြုံငိမ့်ပြီးလက်ရှိအစိုးရရဲ့အဆုံးသက်ကိုဖော်ပြနိုင်မယ်လို့သုံးသပ်ရပါတယ်။လက်ရှိမှာတီဟရန်မြို့ဟာမီးခိုးတွေရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေပြီးခေါင်းဆောင်တွေကလည်းဘန်ကာရဲတိန်းဆောင်နေရပါတယ်။အင်တာနက် ATM တွေပြတ်နေပြီးနိုင်ငံပိုင်ရုပ်မြင်သံကြောင်းတွေပေါက်ကွဲခဲ့ပါတယ်။ Supran Leader Khamenei ဆိုရင်လည်းစစ်တပ်ထိန်းချုပ်မှုတွေဆုံးရှုံးနေပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်။အီရန်ရဲ့တပ်တုံးမျက်မှုတွေကလည်းမျက်နှာသာရယုံမျှတာဖြစ်နေပါတယ်။ခြုံပြောရရင်အီရန်ဟာလေပိုင်နဲ့ထိန်းချုပ်မှုပူးပေါင်းဆောင်ရွက်နိုင်စွမ်း စစ်ကိုယ်ကိမ်းမှုစနစ်နဲ့နျူကလ িয়ার တားဆီးနိုင်သောနေ့ကိုဆုံးရှုံးခဲ့ရပြီးပြန်ပြင်မရနိုင်တဲ့ရှုံးနိမ့်မှုကြီးနဲ့ရင်ဆိုင်နေရပြီလို့လေလာသူတွေကဆိုပါတယ်။အစ္စရေးကစစ်ပွဲကိုတီဟူရန်ရဲ့နှလုံးသားအထက်ထိဆွဲခေါ်လာနိုင်ခဲ့ပြီဖြစ်ပြီးအမေရိကန်ကနောက်ဆုံးထုတ်လွှင့်ချက်ကိုပေးခဲ့ရင်တော့အစ္စလာမ်နဲ့တမရနိုင်ငံအီရန်ဆိုတာတမိုင်းစာအုပ်ထဲကအခန့်တခန့်လိုပဲဖြစ်သွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။